လူတွေအိတ်နေတဲ့ချိန်မှာချင်းလေးကနာနာကိုလာပင်တဝီဝီလုံနေတာပါကြောင့်လဲနောက်ဘက်ဆော်ဆော်စီစီအိမ်ရမလားမှတ်ပါတယ်တကောက်တာချင်းလေးကလူအိတ်ချိန်ဆိုရင်ဘဲကနေဘလို့ရောက်လာမှမသိပင်နာပင်နာကိုလာပင်တဝီဝီတညောင်ညောင်လို့တောင်ကိုခန်းချပူမှာပါအတန်တိတ်တိတ်လေးနေပြီးကြိုက်သွားရင်တော့မှတော်ပါအောင်မယ်အခုတော့အိတ်ပြောကနေဆိုရင်ကြိုက်လဲမကြိုက်ကြပင်ချင်းလေးကတဝီဝီလာလုံနေတာကအသေးပေါက်စရာကောင်းလာပါတယ်ဘဲဘွားကညိုရင်းနေမြောင်သူတို့ဒီလိုလုံနေကြတာလေ ဒီကြောင်းလေးကိုစဉ်းစားမိရင်ရှောက်ဖွေလိလာကြည့်တဲ့အခါမှာတော့ချင်းလေးကခုလိုလူတွေနားကြီးအောင်တမင်လုံနေကြတာမဟုတ်ဘဲရည်ရွယ်ချက်တစ်ခုအနေနဲ့လုံနေကြတယ်ဆိုတော့ကိုသဘောပေါက်သွားခဲ့ရပါတယ်။ဆိုတော့ချင်းတကောင်ရဲ့တဝီဝီတညာညာလောက်ရတဲ့အကြောင်းအမှန်ကို သိရဖို့အတွက်ဗီဒီယိုကိုဆုံးထိတူကြည့်လိုက်ကြရအောင်ပါ။ ကပောင်းဆောင်တဲ့ကနပုနဆာနဲ့ပူညာပူညာလုပ်တဲ့နေရာမှာဆရာကြလုံးနဲ့အမသဘာဝအရလူတွေကိုအိတ်မရအောင်ပူညာပူညာလုပ်နေကြတာကလည်းကျင့်တီးနေမဟုတ်ပဲခြင်မရတာဖြစ်ကြပါတယ်။လူတွေအတွက်သွေးလင်တုပ်ကွေးလုံယောဂမျိုးမျိုးကိုဟိုတစင့်တီးတစင့်နဲ့ပြောင်းဝေးပေးနေတာကလည်းခြင်မရပဲဖြစ်ကြပါတယ်။အခုလိုအတန်ကာလမိုးရာသီဟာခြင်မရရဲ့တားပေါက်ရာသီဖြစ်တယ်လို့လူတွေကိုနပုနဆာလုပ်ဖို့ကောင်းဆုံးချိန်လေးဖြစ်ပါတယ်။ တဝီဝီတညောင်ညောင်တန်နေဟာတကယ်တော့ချင်းမတွေရဲ့တောင်ပန်ခတ်တန်ဖြစ်ပါတယ်။ကျွန်တော်ဟာဒီလိုမျိုးနာကြီးလွန်းလာတဲ့တောင်ပန်ခတ်တန်ကိုဘာကြောင့်ပြုလုပ်နေရသလဲဆိုရင်တော့ယောက်ျားယူခြင်းကြောင့်လိုပဲဖြစ်ပါတယ်။ဟုတ်ပါတယ်။ချင်းမတွေဟာချင်းဒီတကောင်နဲ့ဒိတ်ချင်တဲ့အခါမှာသူတို့ရဲ့တောင်ပန်ကိုတဝီဝီတညောင်ညောင်မြည်အောင်ခတ်ပြီးအနီးနားကချင်းဒီတွေကိုအထာပေးတတ်ကြပါတယ်။ ီနေရာမှာကိုချင်းတီမြောက်ဖွဲ့ကတော့အမောင်ကြီးတခုမှာတာလီနာနေပြီးသူတို့ရဲ့အာယုန်ခံဥမြင်ကြီးတခုကိုထောင်းကချင်းမတွေရဲ့တောင်မှန်ခက်တံကိုနားဆွနေတဲ့ကြပါတယ်။ချင်းမတွေကပူညံပူညံလုတ်တဲ့နေရာမှာဆရာကြသလိုချင်းတီတွေကလည်းအောင်ဝဟဝိဝါဟကိစ္စတွေအတွက်ဆိုရင်နားပါလွတ်နဲ့ကောင်းနေဖြစ်ပါတယ်။သူတို့ကတော့အမတွေလုံးလူတွေကိုပူညံပူညံလဲမလုပ်တလို့သွေးလဲမဆုတ်တတ်ကြပဲချင်းလောကတွေကိုနားထောင်မှုနဲ့မိတ်လိုက်ဖို့အတွက်ပင်ရောက်ရှိလာကြသူတွေဖြစ်ပါတယ်။ ။ချင်မတကောင်ရဲ့တောင်မှခက်တံကိုကြောင်းလိုက်တာနဲ့ကိုချင်းတီကသူမရှိရာကိုအမြန်သွားပြီးအနာကပ်ဖို့ကြိုးစားပါတယ်။ချင်မတကောင်ကချင်းတီကိုဆွဲဆောင်မှုမကြိုးစားခင်မှာသူ့ကိုယ်သူပိုက်ဖောင်းဖောင်းလေးနဲ့ဆွဲဆောင်မှုရှိနေစေဖို့အတွက်အနီးနားကလူတစ်ယောက်စီကသွေးကိုအရင်ဆုပ်ထားပါတယ်။ချင်းတီကချင်မနာကိုကတ်သွားချိန်မှာပထမတော့ချင်မကမူနေပြီးအကန့်မခံပဲကန်ထုတ်ပါတယ်။ ကျင်တီကလည်းယောက်ျားတို့ဆွေတေကာမရှော်မေဆိုပြီးအချိန်ကြီးများစွာကြိုးစားတဲ့ခါမှာတော့အဲ့ဒီချိန်မှနေတူရပြရွှေကြီးစက်ခွင်ကိုရသွားပါတော့တယ်။မိတ်ဆွေတို့စွန်ရင်းခံရတယ်ဆိုတော့ကိုကိုကျင်တီတွေအတွက်ကတော့ရည်စရာတစ်ခုလိုပါပဲ။ချင်းတီတော်တော်များများဟာချင်မာနာကိုကပ်ဖို့ကြိုးစားတဲ့ကြိမ်တရားမှာ85ကြိမ်လောက်ကအငင်းခံရပြီးအကန့်လေးခံကြရပါတယ်။နောက်ဆုံးမှာတော့လေထဲမှာနှကောင်သားချင်းလူတစ်တီတူကြပြီးချင်းတီကသူ့ပန်းအောင်ကချင်းလေးကိုချင်မာကိုယ်နဲ့သွင်းပြီးမျိုးဥတွေကိုပေးလိုက်ပါတယ်။ အဲ့ဒီအချိန်မှာချင်းတီးတကောင်ရဲ့တောင်မှန်ခန့်အမြင့်ဆုံးချိန်တုန်းက600 Hz လောက်ရှိပြီးအမကတော့400 Hz ရှိပါတယ်။ဒီနောက်မှာတော့ချင်မဟာခုနှစ်ရက်သားသမီးတွေစီကသွေးကို သူ့ပိုက်ထဲကဥရိအာဟာရရစီပုံးဆုပ်ပြီးရေကန်ထဲမှာသွားဥပါတော့တယ်။နှစ်ရက်လောက်နေရင်တော့အတောင်လက်ဆုံတဲ့ချင်ပေါက်တွေဟာတတ္တဝါတွေကိုဒုက္ခပေးဖို့တဝီဝီနဲ့ရောက်လာကြတော့မှဖြစ်ပါတယ်။ သူတို့ရဲ့ရိုမတ်တဲ့ချစ်စလာကြတဲ့မှာနာညီပြီးအိမ်မရချင်းကိုက်ခံရလို့ယောဂကူရလို့အဖူပေါက်သွားတဲ့သူတွေကတော့ကျမတို့လူသားတွေပဲဖြစ်ပါတယ်။ဒါကြောင့်ချင်းကိုက်မခံကြပါနဲ့လို့တိုက်တွန်းချင်ပါတယ်။ဟုတ်ကဲ့ပါ။နောက်နေ့မှလည်းခုလိုစိတ်ဝင်စားဖွယ်ရကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပေးပါဦးနော်။အဆုံးထိကြည့်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရစေ။